တဲ့တဲ့တွေကတော့2025ခုနှစ်မတ်လမှာကျင်းပမှာဖြစ်တဲ့တက္ကသိုလ်ဝင်ဆွေမျိုးပွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူများဆွေမျိုးပွဲဖြေဆိုခွင့်ကပ်ပြားထွက်ယူနိုင်နေတဲ့တွင်တနင်္ဂနွေမှာတစဉ်မလေးရှားနိုင်ငံသို့တရားဝင်သွားရောက်ကြမဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးကန်ဆန်နပူရီပြည်နယ်အတွင်းဖမ်းဆီးခံရတဲ့တွင်အမေရိကန်ကော်ကွယ်ရေးဝန်ကြီးဌာနက transgender စစ်မှုထမ်းများကိုစစ်တပ်မှဖယ်ရှားရန်စီစဉ်နေတဲ့တွင် အင်ဒိုနီးရှားတွင်အမျိုးသားနှစ်ဦးအားလိင်တူဆက်ဆံမှုဖြင့်လူမြင်ကွင်းမှကြိမ်တံအပြစ်ပေးခဲ့တဲ့တဲ့။အေဘီလာတွင်စာကာနဲ့မာတင်နယ်လီပြန်ကစားနိုင်ရန်အတီတာမျှော်လင့်နေတဲ့တဲ့။အစရှိတဲ့များကိုတင်ဆက်ပြီးတော့မှာပါ။ဥဆောင်တဲ့ဒီပုံနေနဲ့2025ခုနှစ်မတ်လမှာကျင်းပမှာ ဖြစ်တဲ့တက္ကသိုလ်ဝင်စာမျက်ဝဲဖြေဆိုမဲ့အကြောင်းသားအကြောင်းသူများ ဆမဝဲဖြေဆိုခွင့်ကပ်ပြားထွက်ယူနိုင်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။နောက်25ခုနှစ်မတ်လမှာကျင်းပမယ်တက္ကသိုလ်ဝင်ဆမဝဲဖြေဆိုမဲ့အကြောင်းသားចောင်းသူတွေဆမဝဲဖြေဆိုခွင့်ကပ်ပြားထွက်ယူနိုင်တယ်လို့ပညာရေးဝန်ကြီးဌာနမြန်မာနိုင်ငံစစ်ဦးစီးဌာနကနေသိရပါဗျ။2025ခုနှစ်မတ်လ18ရက်ကနေ22ရက်အထိကျင်းပမယ် တက္ကသိုလ်ဝင်ဆောင်မဝက်ကိုဖြည့်ဆို့ခွင့်ရှောက်ထားကြတဲ့ចောင်းသားចောင်းသူတွေအနေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့စာစစ်ဌာနအသေးသေးမှာဖြည့်ဆို့ကြမဲ့ចောင်းသားចောင်းသူတွေဟာမိမိတို့ရဲ့ဓာတ်ပုံကတ်ထားတဲ့ခုံအမှတ်စဉ်ပါတဲ့ဆောင်မဝက်ဖြည့်ဆို့ခွင့်ကတ်ပြား identity ကတ်တွေကို2025ခုနှစ်ဖေဖော်ဝါရီ29ရက်ကြာတာပရိနေ့ကနေစပြီးထုတ်ယူနိုင်တယ်လို့သိရပါတယ်။အလားတူ အခြေခံပညာအထက်တန်းကျောင်းကျောင်းခွင်နဲ့တွဲဖက်အခြေခံပညာအထက်တန်းကျောင်းကိုပိုင်းအထက်တန်းကျောင်းကကျောင်းသားကျောင်းသူတွေဟာမိမိတို့ရဲ့ဆောင်းမွေးဖြေဆိုခွင့်ကပ်ပြားတွေကိုမိမိတို့ကျောင်းဦးကြီးတွေထံကနေထုတ်ယူနိုင်ကြောင်းပြင်ပကဖြေဆိုသူတွေဟာစောင့်မွေးဖြေဆိုခွင့်ကပ်ပြားတွေကိုမိမိတို့ဖြေဆိုရမယ့်စာစစ်ဌာနကြီးကြပ်ရေးမှုတွေထံကထုတ်ယူနိုင်တယ်လို့သိရပါတယ်။ကျောင်းသားကျောင်းသူတွေအနေနဲ့ ဆောင်ဝဲဖြေဆိုခွင့်ကပ်ပြားတွေထုတ်ယူရမှာအခက်အခဲရှိပါကသက်ဆိုင်ရာကျောင်းအုပ်ကြီးတွေစာစစ်ဌာနကြီးကြပ်ရေးမှုတွေမြို့နယ်ပညာရေးမှုတွေနဲ့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံထိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေသိရပါဗျ။အဆိုပါ2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝဲမှာနဝမရန်အောင်မြင်ပြီးအကြောင်းမျိုးမျိုးကြောင့်တက္ကသိုလ်ဝင်ဆောင်ဝဲဖြေဆိုခဲ့ခြင်းမရှိသူတွေနဲ့တက္ကသိုလ်ဝင်ဆောင်ဝဲကြာရှုံးသူတွေကိုပြင်ပဖြေအဖြစ်ဖြေဆိုခွင့်ပြုမှာဖြစ်ကြောင်းထုတ်ပြန်ထားခြင်းအရာသိရပါဗျ။လာမယ့် 2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝဲမှာလည်းစနစ်ဟောင်းနဝမရဲအောင်မြင်ပြီးအကြောင်းအမျိုးမျိုးကြောင့်တက္ကသိုလ်ဝင်ဆောင်ဝဲဝင်ရောက်ဖြည့်ဆို့ခဲ့ခြင်းမရှိတဲ့ចောင်းသားចောင်းသူတွေနဲ့စနစ်ဟောင်းစနစ်သက်တက္ကသိုလ်ဝင်ဆောင်ဝဲကြာရှုံးသူတွေဟာပြပဖြစ်ဖြစ်ဝင်ရောက်ဖြည့်ဆို့မဲ့သူတွေစနစ်သက်ဘာသာရွေးတွေအနက်တခုကိုရွေးချယ်လျှောက်ထားနိုင်တယ်လို့သိရပါတယ်ဆလဘီနိုင်ငံမှာ တစ်ဆင့်မလေးရှားနိုင်ငံတို့တရားမဝင်သွားရောက်ကြမဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးကန်ဆန်တပူရီပြည်နယ်တွင်ဖမ်းဆီးခံရတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ ထိုင်းနိုင်ငံကနေတက်စင်မလေးရှားနိုင်ငံတို့တရားမဝင်သွားအောင်ကြမေးအထောက်ထားမေးမြန်မာနိုင်ငံသားတွေကင်ဆာပိုရီပြည်နယ်အတွင်းထိုင်းအနာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျ။ ဖေဖော်ဝါရီ26ရက်ညပိုင်းအချိန်ကမြန်မာနိုင်ငံကရင်ပြည်နယ်ဖျားသုံးစုမြို့ဘက်ကနေထိုင်းနိုင်ငံကချနာပိုရီပြည်နယ်ရဲကိုဝင်ရောက်လာကြတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးကိုစိုင်းရော့မြို့နယ်အတွင်းထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တာပါဖမ်းဆီးခံခဲ့ရတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာဖျားသုံးစုမြို့တဘာဝနယ်ဆက်လမ်းကြောင်းကနေတဆင့်တရားမဝင်ဝင်ရောက်လာခဲ့ပြီးပွဲစားတွေရဲ့အကူအညီနဲ့မလေးရှားနိုင်ငံကိုသွားရောက်ကြမှာဖြစ်ကြောင်းနဲ့ မလေးရှားနိုင်ငံကိုရောက်ရှိပါကတအူကိုထိုင်းဘတ်ငွေ2000ပေးကြရမှာဖြစ်ကြောင်းထပ်ဆိုချက်ပေးထားတယ်လို့ထိုင်းရဲ့တပ်ဖွဲ့ရဲ့ပြောကြားချက်ကိုကိုးကားပြီးထိုင်းသတင်းဌာနတွေရဲ့သတင်းဖော်ပြချက်တွေအရသိရပါတယ်။ဖန်ဆီးခံခဲ့ရတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုစံရုံးမြို့မှာရှိတဲ့ရဲစခန်းမှာထိန်းသိမ်းထားကြောင်းနဲ့ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးအမေရိကန်ကော်ရေးဝန်ကြီးဌာနက transgender စစ်မှုတမ်းများကိုစစ်တမဖယ်ရှားရန်စီစဉ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်ကော်ရေးဝန်ကြီးဌာနဟာလိင်စိတ်ခိမ်မှုပြောင်းလဲထားတဲ့ transgender စစ်မှုတမ်းတွေကိုစစ်တပ်ကနေဖယ်ရှားဖို့စီစဉ်နေရလို့ writer သတင်းမှာဖော်ပြထားပါတယ်။ February 26ရက်ကတရားရုံးကိုရှောက်ထားခဲ့တဲ့ပင်ဒဂွန်ရဲ့မှတ်တမ်းမှာ transgender စစ်မှုတမ်းတွေအနေနဲ့လူငယ်ခွင့်မရပါကစစ်တပ်ကနေဖယ်ထုတ်ခံရလိမ့်မှာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ ဒီလှုပ်ဆောင်ချက်ဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ပထမသက်တမ်းကာလက transgender စစ်မှုရန်တွေအပေါ်ထားရှိခဲ့တဲ့ကန့်သက်ချက်တွေထပ်ပိုပြီးပြင်းထန်ခဲ့ပြီးမကြုံစမှုလှုပ်ဆောင်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ Trump ဟာပြီးခဲ့တဲ့လကသမ္မတအုပ်ချုပ်ရေးအမိတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပြီးအဲ့ဒီအမိဟာ transgender စစ်မှုရန်တွေအတွက်ရည်ရွယ်ခဲ့ကအမျိုးသမီးတဝက်အဖြစ်သတ်မှတ်ဖော်ပြထားတဲ့အမျိုးသားတဝက်ဟာစစ်မှုရန်တဝက်အတွက်လိုအပ်တဲ့နှိမ်ချဆန့်ဆံမှုနဲ့ကိုကျိုးမငဲမှုတွေနဲ့ကိုင်းညီမှုမရှိကြောင်းဖော်ပြခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဟာလိင်စိတ်ခံယူမှုပြောင်းလဲထားသူတွေကိုစစ်မှုထမ်းအဖြစ်ဝင်ခွင့်ပေးတော့မှာမဟုတ်ကြောင်းနဲ့စစ်မှုထမ်းတွေအတွက်လိင်စိတ်ခံယူမှုအပြောင်းလဲနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေအစဉ်ပြေချုံးမွေးမှုရှိစေဖို့လှုံ့ဆော်နေမှုကိုရပ်တန့်တော့မှာဖြစ်ကြောင်းပင်ဒဂွန်ကအခုလအတွင် ပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီ26ရက်ညနေပိုင်းကပင်ဒဂွန်ရဲ့မှတ်တမ်းမှာတောင်မြစ်ပိတ်ပင်မှုကိုစစ်တပ်ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေစစ်မှုထမ်းတွေအထိလွှမ်းခြုံပါဝင်စေဖို့ချဲ့ထွင်ခဲ့ပါတယ်။ ပင်ဒဂွန်အနေနဲ့ရပ်ပေါင်း30အတွင်းလိန်စိတ်ခံယူမှုပြောင်းလဲထားတဲ့စစ်သားတွေကိုဖော်ထုတ်ဖို့လုံထုံးလုံနေတစ်ခုကိုဖန်တီးရမှာဖြစ်ပြီးနောက်ထပ်ရပ်ပေါင်း30အတွင်းအစိုးရစစ်သားတွေကိုစစ်တပ်ကနေဖယ်ရှားဖို့စတင်လှုပ်ဆောင်ရမယ်လို့အမှတ်တမ်းမှာဖော်ပြခဲ့ပါတယ်။ဒီလှုပ်ဆောင်ချက်ဟာစစ်မှုထမ်းတွေအတွက်အသင့်အနေထားရှိမှုစီးလုံးညီညွတ်မှုယူသားမှုနှိမ်ချမှုတူညီမှုနဲ့ပေါင်းစည်းမှုတွေကိုမြန်မာရဲ့စံနှုန်းတွေနဲ့ထူထောင်လို့ရတဲ့အမေရိကန်အစိုးရရဲ့မူဝါဒဖြစ်ကြောင်း ဖေဖော်ဝါရီ26ရက်နေ့ရက်စွဲတက်ထားတဲ့အဆိုပါမှတ်တမ်းမှာဖော်ပြခဲ့ပါတယ်ရတဲ့တိုင်းတပုတ်အနေနဲ့အင်ဒိုနီးရှားမှာအမျိုးသားနှစ်ဦးအားလိင်တူဆက်ဆက်မှုဖြစ်လူမြေကွင်းမှာကြိမ်တံဖြစ်ပေးခဲ့တဲ့တင်းကိုတင်ဆက်ပေးကြပါမယ်။အင်ဒိုနီးရှားရဲ့ရှေယိုးဆွေ HP နယ်မှာတရားရုံးတရုံးကအမျိုးသားနှစ်ဦးကိုတင်းကျက်တဲ့အစ္စလမ်ဥပဒေအောက်မှာလိင်တူဆက်ဆက်မှုနဲ့ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးတဲ့နောက်ဖေဖော်ဝါရီလ28ရက်နေ့ကလူမြေကွင်းမှာကြိမ်တံအပြစ်ပေးခဲ့လို့သိရပါဗျ။ ကမ္ဘာမွတ်စလင်အများစုနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားမှာနေတူဆက်ဆံမှုကိုတရားမဝင်အဖြစ်သတ်မှတ်ထားပါရယ်။ဘန်နာ HP နဲ့မြို့တော်မှာရှိတဲ့ဘန်းကျန်တစ်ခုမှာစိန်တန်အဖြစ်ပေးခဲ့တာဖြစ်ပြီး၎င်းတို့ဆက်ဆံရေးအတွက်စတင်လှုံ့ဆော်သူလို့ဆွဆွဲခံခဲ့ရသူအမျိုးသားကိုစိန်တန်82ချက်အဖြစ်ပေးခဲ့ပြီးဒုတိယအမျိုးသားကိုစိန်တန်89ချက်အဖြစ်ပေးခဲ့ပါရယ်။၎င်းတို့နှုံစလုံးကိုစိန်တုံးနဲ့ရိုင်းနှက်ခဲ့တာဖြစ်ပြီးလူပေါင်းဒါဇင်ချီလာရောက်ကြည့်ရှုခဲ့ကြပါရယ်။ ၎င်းတို့နှုတ်ဟာ၃လကြာဖမ်းဆီးခံခဲ့ရတဲ့အတွက်ကျိန်တန်၃ချက်စီ short ပေါပေးခဲ့ပါတယ်။နိုဝင်ဘာလကဘန်ဒါ HP နယ်မှာရှိတဲ့ငှားရမ်းထားတဲ့အခန်းတစ်ခန်းကိုဒေသခံတွေကဝင်ရောက်စစ်ဆေးခဲ့ပြီးတဲ့နောက်ဒေသရင်းမှာရှိတဲ့တက္ကသိုလ်တစ်ခုကကျောင်းသားနှုတ်ကိုအတူတကွတွေးရှိခဲ့ရပြီးလိင်တူဆက်ဆံမှုနဲ့ရှရီယာရဲတပ်ဖွဲ့စီပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးတဲ့ပုံအနေနဲ့ အပီလာရင်စာကာနဲ့မာတင်နယ်လီပြန်ကစားနိုင်ရင်အာဒီတာညှော်လင်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အာဆနယ်နီးပြအာဒီတာကနိုင်ငံတကာရသရပတ်အလွန်ဖြစ်တဲ့အပီလာမှာအသင်းရဲ့အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့စာကာနဲ့မာတင်နယ်လီတို့ပြန်ကစားနိုင်ဖို့ညှော်လင်းနေရလို့ပြောကြားခဲ့ပါတယ်။ ဆာကာနဲ့မာတင်နယ်လီတို့ဟာတကောက်ကျော်တန်ရာတွေကြောင့်အနားယူနေရတာဖြစ်ပြီးမကြမီပြန်ကစားနိုင်ဖို့အလားအလာများနေတယ်လို့သိရပါဗျ။အာဆင်နယ်အသင်းအနေနဲ့မလအတွင်း PSV, Man U, Chelsea တို့နဲ့ပွဲချက်တွေဇက်တိုက်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပြီးနိုင်ငံတကာရဲတရပတ်အလွန်ဖြစ်တဲ့ April 1ရက်မှာ Fulham အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။အာတီတာက Fulham နဲ့ပွဲအမီဆာကာနဲ့မာတင်နယ်လီတို့ပြန်ကစားနိုင်ဖို့မျှော်လင့်နေတာဖြစ်တယ်လို့သိရပါဗျ။ သူတို့ပြန်ကစားနိုင်တော့မယ်လို့ထင်ပါတယ်။ဒါပေမဲ့လာမယ့်ရေသရဘက်အနေငယ်အတွင်းမှာဘလို့ပြောင်းလဲမှုတွေရှိလာမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပါလို့အာတီတာကပြောပါတယ်။အာဆင်နယ်သင်းဟာလက်ရှိအချိန်မှာစာကာနဲ့မာတင်နယ်လီတို့အပြင်တိုက်စစ်ကစားသမားများစွာဒဏ်ရာပြဒနာတွေနဲ့ရင်ဆိုင်နေရတာကြောင့်ရုန်းကန်နေရပြီးပရီးမီးယားလိချန်ပီယံမျောလင်းချက်ဟာလည်းအဆုံးသက်လို့နေပါဖြစ်သွားခဲ့ပါပြီ။အာဆင်နယ်နီးပြအာတီတာကတော့သင်ချာနီးအယမျောလင်းခွင့်ရနိုင်သေးတဲ့ရေပရီးမီးယားလိချန်ပီယံဆိုအတွက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားထားပါတယ်။ 11ရက်တဲ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်